တထုံမြို့နယ်မိုးကောင်ကျေးရွာအနီးရန်ကုန်မော်လမြိုင်ကမ်းလမ်းမပေါ်မှာရှိတဲ့မိုင်းခွဲဖြက်ဆီးခံထားရတဲ့တရားကိုယာယီမြေဖို့ပြုပြင်လိုက်ပြီးတဲ့နောက်မေလ၄ရက်နေ့ညနေ၄နာရီကစတင်ပြီးမော်တော်ယာဉ်တွေပြန်လည်ဖြတ်တန်းနိုင်ပြီဖြစ်တယ်လို့သိရပါဗျ။ တထုံမြို့နယ်မိုးကောင်းကျေးရွာမိုးကောင်းစီရီအနီးရန်ကုန်မော်လမြိုင်ကာလတ်မပေါ်မှာရှိတဲ့ဒေသအခေါ်မိုးကောင်းတရာဟာမေ3ရက်ည7:30မိနစ်ခန့်ကမိုင်းထောင်ဖောက်ခွဲဖြစ်စီခံရပြီးပထမအကြိမ်မိုင်းထောင်ဖောက်ခွဲခံခဲ့ရပြီးတဲ့နောက်ပြန်လည်ပြုပြင်ထားတဲ့တရာတစ်စင်းလုံးပြိုကျပျက်စီးခဲ့ပါတယ်။ဒီအခြေအနေကြောင့်ခီးသည်တင်မှတ်လုံရင်တွေအပောင်းဝင်ကုန်တင်ရင်ကြီးတွေဟာမေလ3ရက်ညပိုင်းကနေဧပြီ4ရက်နေ့ညနေ4:00ခန့်အထိ မေလ3ရက်ညပိုင်းကနေမေလ4ရက်နေ့ညနေ4နာရီခန့်အထိအဆက်အသွယ်ပြတ်ပြီးသွာလာလို့မရတော့ပဲကားသေးတွေသာကျေးရွာချင်းဆက်လမ်းတွေကနေယာယီသွာလာနေရတယ်လို့သိရပါတယ်ဒုတိယအကြိမ်ထပ်မံမိုင်းထောင်ဖောက်ခွဲဖြည့်ဆည်းခံရတဲ့အဆိုပါဒရကိုတပ်ဆိုင်ရာကမြေဖို့ပြုပြင်ခဲ့ပြီးတဲ့နောက်မေ3ရက်ညနေ4နာရီခန့်ကစတင်က မော်တော်ယာဉ်ကြီးတွေပြန်လည်သွားလာနိုင်ပြီဖြစ်တယ်လို့ဒေတာကန်တဦးကပြောပါရယ်၎င်းကဆက်လက်ပြီးတရားကတိတ်မကြီးတော့ခြောင်းထဲကိုမြေကြီးတွေဖြည့်လိုက်တယ်ပြီးတော့ရန်ကုန်ဘက်ကနေမော်လမြိုင်ဘက်အစင်းကားတွေအရင်လှတ်တယ်နောက်မှမော်လမြိုင်ဘက်ကနေရန်ကုန်ဘက်အတက်ကားတွေလှုပ်ပေးတာမျိုးတွေ့ရပါတယ်လို့ပြောပါရယ်2024ခုနှစ်ဖေဖော်ဝါရီ28ရက်မနက်3:00နာရီခန့်ကလည်းတထုံမြို့နယ်မိုးကောင်းကြီးရွာမိုးကောင်းစီဒီအနီးရန်ကုန်မော်လမြိုင်ကားလန်မိုင်တိုင်အမှတ်135မြင်းဆောင်9 136မြင်းဆောင်3ညကြားမှရှိတဲ့တရားအမှတ်4မြင်းဆောင်136မိုး ောင်းတရာဟာမိုင်းခွဲဖြက်စီခံခဲ့ရကြောင်းနဲ့ပေါက်ကွဲမှုကြောင့်အလဲရ38ပေကန်အကျယ်48ပေကန်ရှိတဲ့တရာလုံးဝပြက်စီသွားတဲ့အပြင်တရာအနီးဝင်းကျင်မှာရှိတဲ့နေတလုံးနဲ့ဈေးဆိုင်ကအများပြပြက်စီခဲ့တယ်လို့ဒေတာကန်တွေထံကသိရပါဗျ။